ိတ်အတော့ဖြစ်စေတဲ့လူတွေဟာနေရာတိုင်းမှာရှိပါတယ်။သူတို့ကရန်လိုတယ်၊အဆိုးမြင်တယ်၊အလုံးအကဲဝေဖန်တတ်တယ်။အဖြစ်သဘောဆောင်တယ်၊အဆုံးရောက်တယ်။သူတို့နဲ့ဆိုရင်ကိုကဘာပဲလုပ်လို့အလုံးမဖြစ်ဘူး။ကိုရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက်ပိတ်ဆို့နေတဲ့အသားစီတစ်ခုလိုပဲ။အဆုံးတစ်ဖက်မှာရှိနေတတ်ပြီးတင်းမာတဲ့မနှင်းမြို့စရာဆက်ဆံရည်တွေပါ။ဒီလိုအစိတ်အတော့တွေနဲ့ပြည့်နှံ့နေတဲ့တောက်စစ်ဆိုဆိုက်ရည်ကြီးဟာအဆိုးမြင်စိတ် အဖြက်စိတ်ရန်လိုစိတ်တွေနဲ့ရှုပ်ထွေးပြီးစိတ်ဖီစီရတဲ့ပတ်ဝန်းကျင်တစ်ခု ဖြစ်လာရတော့တာအဲ့ဒါလိုလူတွေကိုယ်နာမှာရှိနေရင်အကောင်းမြင်စိတ်တွေနဲ့စိတ်ချမ်းမြေ့ဖွယ်တာယာလှပတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့အတွက်ခက်ခဲပါတယ်တောက်စစ်ဆန်တဲ့လူတွေဟာဒဇိမ့်တွေဖြစ်နေရင်ရှောင်လို့ရနိုင်ပေမဲ့မိဘမောင်နှမမိသားစုဝင်တွေနဲ့ဆွေမျိုးမိတ်ဆွေအရင်းချတွေဖြစ်နေရင်တော့ဒီပတ်ဝန်းကျင်ကနေလွတ်မြောက်ဖို့ခက်ပြီပေါ့ အဲ့တလိုအခြေအနေတွေနဲ့ကြုံတွေ့နေရရင်ရင်ဆိုင်ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ဥပိ္ပခာပြုခြင်းပါပဲဥပိ္ပခာပြုတယ်ဆိုတာကကိုမဆက်ဆက်ခြင်းတဲ့လူတွေကိုမျက်နှာလွဲခဲပြက်မပြောမဆိုပဲရှောင်နေတာမျိုးမဟုတ်ပါဘူးရှောင်နေလို့လည်းမရပါဘူးမိသားစုထဲမှာပတ်ဝန်းကျင်မှာအလုပ်ခွင်ထဲမှာနေတိုင်းမှာရှိနေတာဖြစ်လို့မတွေ့အောင်ရှောင်နေနည်းလမ်းကတိတ်အလုံးမဖြစ်ပါဘူးတဏှာမဟုတ်တဏှာမှာတွေ့နေရအောင်ပါပါအဲ့ဒီတော့ ရင်ဆိုင်ဖို့ပဲရှိတော့တာပေါ့ဘလို့ရင်ဆိုင်ရမလဲဆိုရင်တောက်စစ်ဆန်တဲ့လူတွေပေါ့အချစ်အမုန်းတွေမထားပဲဥပိ္ပခာတရားနဲ့ကိုလှုပ်တင်တာကိုပဲအာယုံဆိုင်လှုပ်ဆောင်တာမျိုးပါ ကိုယ်စိတ်ထဲမှာသူတို့အပေါ်အချစ်အမုန်းတွေမရှိဘူးကိုကသူတို့စီကဘာမှလည်းမမျော်လင့်ဘူးသူတို့ကိုလှုပ်ပေးလိုက်တဲ့ကိုယ့်ရဲ့လှုပ်ရဲ့ပေါ်တုတ်ပြန်မှုရဖို့မမျော်လင့်တာမျိုးပေါ့လူတွေဟာကိုကမြေတားပေးရင်မြေတားပြန်ရချင်တယ် ကိုကကောင်းရင် ကို့ဘော်ပြန်ကောင်းစေခြင်း ਨੇ အဲ့ဒီမျောနေချက်တွေကြောင့်ကို့မှာပူလောင်ရတယ်မလို့မြောက်နိုင်ဘူးမအေးရမ်းနိုင်ဘူးအဲ့ဒါလို့တုတ်ပြန်လာမယ့်အရာတွေကိုမျောလင်းမှုတွေမရှိတာကဥပစ်ခါပဲကို့ဘော်သူတို့ဘလို့ထင်မလဲဝေဖန်နေကြမလားကို့ကိုမုန်းနေကြမလားဆိုတဲ့အတွေ့တွေလည်းမတွေ့တော့ဘူးသူတို့ဘော်ကို့ရဲ့ကျင်းတဲ့ချက်မကျင်းတဲ့ချက်တွေဆိုတာလည်းမရှိတော့ဘူးကို့တာဝန်မှုတရားရှိရင်ရှိတဲ့အတိုင်းလုံတဲ့နာကိုပြီးဆုံးအောင်လုပ်ပေးလိုက်တယ် ကိုတာဝန်ကြီးတယ်။ဥပိ္ပခာဆိုတာဖြစ်ရှင်ရာဖြစ်ဆိုပြီးဖြစ်ထားခဲ့တာမျိုးမဟုတ်ပဲတာဝန်ကြီးတဲ့တဘောလည်းရှိတယ်။ဖျားလောင်းမြောင်မင်းဟာသူ့ကောင်းကိုခဲနဲ့ထူပြီးတပ်ဖို့စူးစမ်းခဲ့တဲ့ပုံနာကို သူ့သွေးဆက်တွေနဲ့လမ်းပြခဲ့တယ်။သူ့ကိုရံမှုခဲ့တဲ့အဖြစ်တွေကိုဥပိ္ပခာပြုပြီးကဲတင်တဲ့လမ်းစဉ်ကိုပဲလှုပ်ဆောင်ခဲ့တယ်။အတက်ကိုတော့ဗဒါနမထားပဲစွန့်လွတ်ရဲတဲ့အတွက်ဒါဟာပါရမီမြောက်ဥပိ္ပခာဖြစ်ပါတယ်။ ချစ်ရင်လည်းချစ်တဲ့လျောက်ပူလောင်တုံ့လှုပ်တယ်။မုန်းရင်လည်းမုန်းတဲ့လျောက်မကျေနပ်ရင်လည်းမကျေနပ်တဲ့လျောက်မျောလင့်ချက်ထားမိရင်လည်းထားမိတဲ့လျောက်ပူလောင်တုံ့လှုပ်ရပါတယ်။ဥပိ္ပခာဆိုတာအဲ့ဒီအချစ်အမုန်းမျောလင့်ချက်တွေမကျေနပ်ချက်တွေဘာတစ်ခုမှမရှိပဲကိုယ်စိတ်ကိုချိန်ဝင်တစ်ခုရဲ့ရှာလို့အလေတဲ့နေရာမျိုးမှာ ထားလိုက်တာမျိုးပါ။အချစ်ဖက်ကိုလည်းမယိမ်းဘူးအမုန်းဖက်ကိုလည်းမသိမ်းဘူးပေါ့။ ဂျားတဲကတည်ငြိမ်တဲ့စိတ်အခြေအနေလေးတခုပါပဲလူတွေရဲ့အထင်မြင်တွေကိုဂရုမစိုက်တော့ဘူးဝေဖန်မှုတွေကိုမကြောက်တော့ဘူးသူတို့တွေကိုကိုချစ်ပါမလားမုန်းနေမလားအမြင်ကြည်ပါမလားအမြင်ကန့်နေမလားဆိုတဲ့တခြားလူတွေရဲ့အခြေအမုန်းကိုလည်းထဲ့မတွက်တော့ဘူးအဲ့ဒါလို့ပုတ်ကလေးကခံစားချက်မပါပဲကိုယ်လှုပ်တင်လှုပ်ထိုက်တာကိုအတိညာဉ်နဲ့လှုပ်တယ်အဲ့ဒါဥပိ္ပခါပါပဲတချို့တွေကဥပိ္ပခါပြုတယ်ဆိုတာကိုလွယ်တယ်ထင်ကြတယ် လူတယောက်ပေါ်ဥပိ္ပခာပြူတာကသူ့အကြောင်းကိုစိတ်မဝင်စားတော့တာသူနဲ့မပတ်သက်တော့တာမျိုးလို့မှတ်ယူလေးရှိကြတယ်တကယ်တော့ဥပိ္ပခာရဲ့သဘောကချစ်သူမုန်းသူဆိုတဲ့စိတ်အစွဲမျိုးနဲ့ဗလိုက်မှုတွေကင်းပြီးမတုံ့လှုပ်တော့တာမျိုးကိုပြောရမှာပါလူတော်တော်များကကိုချစ်တဲ့လူဒုက္ခရောက်ရင်ထိမ့်လန့်တုံ့လှုပ်တယ်ကိုမုန်းတဲ့သူဒုက္ခရောက်ရင်ဝမ်းသာအားရတယ်ဥပိ္ပခာကဒီအစွန်းနှစ်ဖက်ကိုချိန်ညှိပေးနိုင်တဲ့တရားပါ ်ချစ်လို့လည်းမတုံ့လှုပ်ဘူးမုန်းလို့လည်းမတုံ့လှုပ်ဘူးကို့ဘောမကောင်းတဲ့သူတွေကိုစိတ်ပြက်ပြီးနင်တို့ဘာသာဖြစ်ရှင်ရဖြစ်ငါနဲ့မဆိုင်ဘူးဆိုတာမျိုးကမောဟနဲ့လှစ်လျူရှူတာဖြစ်ပါတယ်ဥပိ္ပခါကဗြဟ္မဝိဟာရတရားဗြဟ္မာတို့ရဲ့နေရင်းဖြစ်တဲ့အတွက်အလွန်မြင့်မြတ်ပါတယ်ဘသူတည်တည်ငတိမာရင်ပြီးရောဆိုပြီးလှစ်လျူရှူတဲ့တကူကောင်းဆက်ဆံအတ္တမျိုးမဟုတ်ပါဘူးမှန်ကန်တဲ့အမြင်တမာဒိဋ္ဌိ right understanding နဲ့လှစ်လျူရှုတာဖြစ်ပါတယ်။သူတို့ရဲ့ဒုက္ခရောက်တဲ့အခါကိုယ့်ဘက်ကအသက်နိုင်ဆုံးကူညီပေးမယ်။တကယ်လို့ကိုကကောင်းစီရှင်တဲ့စိတ်နဲ့ပြောတဲ့စကားတွေကိုနားမထောင်တာပဲဖြစ်ဖြစ် ကူညီပေးခဲ့တာတွေပေါ်စေနာကိုအတိမတ်မပြုတာပဲဖြစ်ဖြစ်ကြုံလာရရင်လေသူ့ကံအတိုင်းပဲတဇဝါတိုင်းဟာသူ့ကံနဲ့တူပဲကန္နာလင်စီမျိုးကန္နာလင်အာကိုရာကန္နာလင်ကိုပိုင်ဥစ္စာရှိကြတယ်ကိုကောင်းစီရှင်ပြီးမဲ့လဲ သူ့ကံပါမလို့တုံးတက်ဆင်ရှင်ပြီးဝမ်းနည်းမှုဒေါသဖြစ်မှုဆိုတဲ့စိတ်အခြေအနေတွေမဖြစ်အောင်ထားနေတာမျိုးကဥပိ္ပခါကိုကျင့်သုံးခြင်းဖြစ်ပါတယ်။ဒါကမှန်ကန်စွာနားလည်မှု right understanding နဲ့ရှင်တဲ့ဥပိ္ပခါပါ။ဥပိ္ပခါရှိတဲ့လူဟာကိုယ်ကိုလာရင်ပြလဲပြုံပြုံကလေးပဲ။ကိုယ်ကိုလာခြင်းမို့လဲပြုံပြုံကလေးပဲ။အဲ့ဒီအပြုံးကဟန်ဆောင်ထားတာမျိုးမဟုတ်ပါဘူး။လူတွေရဲ့သဘောတဘာဝကိုတည်တည်ချာချာနားလည်သဘောပေါက်ပြီး ဖြစ်လာတဲ့ခွင့်လွန်အပြုံကလေးပါ။ဥပိ္ပကဟာအဲ့ဒီလိုခွင့်လွန်နိုင်စွမ်းလည်းရှိပါတယ်။မြေကြီးဟာသူ့အပေါ်ကိုမှုရင်းနှံတွေကိုပဲလောင်းချချအနှံ့အသက်မကောင်းတာတွေကိုပဲတွန်းချချအညီအမျှခံယူရတယ်။မြေကြီးလိုပဲကျင့်ရမယ်တဲ့။လူတွေရဲ့ဖြစ်ရက်တွေပေါ်မှာအချစ်အမုန်းဝမ်းသာဝမ်းနည်းတွေကိုလိုက်ခံစားနိုင်မယ်ဆိုရင်တသက်လုံးကိုယ်စိတ်ကတည်ငြိမ်နိုင်မှာမဟုတ်ပါဘူး။ဥပိ္ပခတရားကိုကျင့်သုံးလို့မရှိတဲ့သူတွေရဲ့စိတ်ဟာအထက်အကြမြန်တဲ့ အခြေမုံတွေနဲ့ရောက်ရက်ခံနေရတာပါပဲအမြင်လုတ်ခက်နေတတ်တယ်ကန်ဆက်ကလှိုင်းလုံးတွေလိုတက်လိုက်ကျလိုက်နဲ့ဖြစ်နေမယ်ဥပိ္ပခါကိုလက်ကင်ထားတဲ့သူရဲ့စိတ်ကတော့ကြုံလာတဲ့အကောင်အဆိုလောကထဲလှိုင်းတဘိုးတွေကိုရင်ဆိုင်နိုင်စွမ်းရှိတဲ့ကြောက်ဆိုင်ကြောက်သားတွေလိုပဲတတ်တမတ်ထဲတည်ငြိမ်နေကိုကိုအနှောက်ယှက်ပေးတဲ့လူတွေဆင်းရဲဒုက္ခနဲ့စိတ်ဖိစီးမှုတွေကြုံလာရရင်တော့တည်ငြိမ်အေးဆေးတဲ့အင်ဒရီတမျိုးရှိနေပြန်တယ် အခုလိုမျိုးဥပိ္ပခာရဲ့တည်ငြိမ်မှုစွမ်းအားတွေနဲ့တောက်စစ်ဆန်တဲ့လူတွေကို ရင်ဆိုင် ဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်